က်တောင်သက်တာနဲ့ကြာကြာထိုင်နိုင်မဲ့ဣရိယာပေါ်ဖြစ်အောင်ပြုပြင်ပြီးတော့ထိုင်ကြရမှာ ဖြစ်ပါတယ်။မြတ်စွာဘုရားတခင်ကရောမြတ်ကြီးကလျှောင်းထိုင်ရသွား၄ပါးသောဣရိယာပေါ်တိုင်းမှာတရားရှုမှတ်ရမယ်လို့ပြောပြီးမဲ့အများအားဖြင့်တော့ အချိန်ကြာကြာအထောက်နိုင်ဖို့ရန်အတွက်ထိုင်ခြင်းဣရိယာပုဂ္ဂိုလ်ပဲအထုတလည်းညွှန်ကြားပေးခဲ့တာဖြစ်ပါတယ်။ပါဠိကအပုစိတ်တဝါဆိုတဲ့စကားများပါဠိကဆိုတာဟာတမလွေထိုင်ခြင်းလို့ဒီလိုအဓိပ္ပာယ်ရပါတယ်။အမျိုးသမီးများအနေနဲ့တမလွေထိုင်နေဖြစ်စေကြောင်းကြောင်းထိုင်နေဖြစ်စေ ကြိုက်နှစ်သက်ရာဣရိယာပုံနဲ့ထိုင်နိုင်ပါတယ်ထိုင်ဣရိယာပုံကိုထိုင်တဲ့ယောဂီပုဂ္ဂိုလ်တယောက်ဟာမိမိရဲ့အောက်ပိုင်းဖြစ်တဲ့ခြေတလုံးတို့ခြေပနောင်းတို့ခြေပြားတို့တခုပေါ်တခုဖိပြီးတော့ထပ်ပြီးတော့မထိုင်မိအောင်လည်းပဲတတိပြုဖို့လိုပါတယ်တခုပေါ်တခုဖိပြီးတော့ထိုင်မိမယ်ထပ်ပြီးတော့ထိုင်မိမယ်ဆိုရင် တွေးကြော်တွေပိတ်ပြီးတော့မလွန်လန်းအပ်တဲ့ဒုက္ခဝေဒနာတွေအနှောက်ရှက်ပေးတတ်ပါတယ်။ဒါကြောင့်မိမိအိမ်မှာထိုင်တယ်လို့လွတ်လွတ်လပ်လပ်လေးဖြစ်အောင်ချောင်ချောင်ချီချီလေးဖြစ်အောင်ပြုတ်ပြင်ပြီးထိုင်ဖို့လိုပါတယ်။အဲ့လိုထိုင်ပြီးပြီဆိုရင်ဥဇုံကံယပဏိဒါယဆိုတဲ့အတိုင်းပဲအထက်ပိုင်းဖြစ်တဲ့ခန္ဓာကိုယ်ကိုတော့ဖောင်ပြောင်မမကလေးဖြစ်အောင်စူးစမ်းပြီးတော့ထိုင်ပြီးဖို့လိုတယ်။ ခါကိုမထားမှကြောရိုးတွေဟာတခုပေါ်တခုဖြင့်ညှက်ပြီးတော့မနေပဲနဲ့လွတ်လွတ်လပ်လပ်လေးဖြစ်တဲ့အတွက်မလိုလားအပ်တဲ့ဒုက္ခဝေဒနာတွေမပေါ်အောင်ရှောင်ရှားနိုင်ပါလိမ့်မယ်။အရင်လိုမှမဟုတ်လို့ရှိကိုစိုက်နေမယ်နောက်ကိုရိုင်းနေမယ်ဟိုဘက်ဘေးဒီဘက်ဘက်ကိုရိုင်းနေမယ်ဆိုရင်မိမိရဲ့နံယူ ကြောရုံများဟာတခုပေါ်တခုဖြစ်မိပြီးတော့အထဲမှာရှိတဲ့အသားဆိုင်များအကြောများဟာမလိုလားအပ်တဲ့ဒုက္ခဝေဒနာတွေရဲ့အနှိမ့်ဆက်ကိုခံရနိုင်ပါတယ်အဲဒါကြောင့်မလို့ခန္ဓာကိုယ်ကိုလည်းပဲတက်တက်မတ်မတ်ကလေးဖြောင်းဖြောင်းတန်တန်ကလေးဖြစ်အောင်ထိုင်ဖို့လိုပါတယ်ပရိမုခတတေဥပ္ပထပိတဝါလို့နံပါတ်3ညွှန်ကြားချက်ဘုရားရှင်ကိုရမြတ်ကြီးပေးထားပါတယ် အရှုကံဖြစ်တဲ့ကမထာအပေါ်မှာအရှုကံဖြစ်တဲ့အာယုံအပေါ်မှာတတိလေးကထားရမယ်အရှုကံဖြစ်တဲ့အာယုံအရှုကံဖြစ်တဲ့ကမထာဟာဘယ်မှာရှိသလဲဆိုရင်တော့ဒီခန္ဓာမှာရှိတာပဲအဲ့ဒီအရှုကံတရားဒီစိတ်နဲ့စိတ္တိနဲ့ရုပ်တရား၃မျိုးဖြစ်ပါတယ်အချင်းချင်းလိုက်တော့ရုပ်တရားနဲ့နာမ်တရား၂မျိုးဖြစ်ပါတယ် အရကသဘောအဖြစ်ခွဲကြည့်လိုက်မယ်ဆိုရင် အမျိုးမျိုးဖောက်ပြန်ပြနေတာကယုတ်သိနေတာကနန်းလို့ဒီလိုဆိုပါတယ်ပူတယ်ရေတယ်နာတယ်ကျင်တယ်ကြိုက်တယ်ခဲတယ်တောင်းတယ်တင်းတယ်ရတယ်ရမ်းတယ်ဒါယုတ်ခန္ဓာရဲ့ဖောက်ပြန်မှုတွေပဲဟောဒီပညာဆိုင်ခဲကြီးမှာကာယပတာတာဆိုတဲ့ကာယအကြည့်ယုတ်တွေအနှံပြားရှိနေပါတယ်အဲဒီကာယအကြည့်ယုတ်နဲ့ တွေးတိစရာအာယုံလို့ခေါ်တဲ့ပတဝီတေဇောဝါယောဓာတ်တွေတွေးတိတဲ့အခါမှာတွေးတိစိတ်တွေပေါ်နေပါတယ်။အဲဒီတွေးတိစိတ်တွေနဲ့အတူဟောဒီကာယအကြည့်ရုပ်ပေါ်မှာအမျိုးမျိုးသော ဖောက်ပြမှုလေးတွေဟာလည်းပဲထင်ရှားနေပါတယ်။တခါတည်းရန်ပူလာတယ်တခါတည်းရန်အေးလာတယ်တခါတည်းရန်နာလာတယ်ကျဉ်လာတယ်ကြိုက်လာတယ်ခဲလာတယ်ဒါတွေဟာရုပ်ရဲ့ဖောက်ပြမှုသဘောတရားလေးတွေဖြစ်ပါတယ်။ တို့ဘောင်ကခြေလက်ကရုပ်စစ်မဟုတ်ဘူးအဲ့ဒီဖောက်ပြန်တဲ့သဘောတရားကလေးတွေကမှရုပ်စစ်ဖြစ်တယ်။ဒါကြောင့်မလို့ဝိပဿနာရှုတဲ့ယောဂီပုဂ္ဂိုလ်တယောက်ဒီတို့ဘောင်ကခြေလက်ဆိုတဲ့ပုံမှန်တရားကြီးကိုမြင်အောင်မကြည့်ရဘူး။တို့ဘောင်ကခြေလက်ပုံမှန်တရားကြီးဒီပညာယုတ်။အဲ့ဒီပညာယုတ်ကြီးကိုမြင်နေမယ်ဆိုရင်ဒါအမြင်မှားဖြစ်ပါလေ။ဒါကြောင့်ပညာယုတ်ကြီးကိုမြင်အောင်မကြည့်ပဲနဲ့အဲ့ဒီပညာယုတ်ကြီးမှတီးပြီးတော့မှီပြီးတော့ဖြစ်နေတဲ့ အမျိုးမျိုးသောဖောက်ပြန်မှုသဘောတရားကလေးတွေကိုမြင်အောင်ရှင်းရမှာဖြစ်တယ်။အဲဒီဖောက်ပြန်မှုသဘောတရားကလေးတွေကမှပရမတ်ယုတ်ယုတ်အစစ်ဖြစ်ပါတယ်။အဲဒါကြောင့်မလို့ပညာယုတ်ကြီးကိုမြင်အောင်မကြည့်ပါနဲ့ပရမတ်ယုတ်ကိုမြင်အောင်ကြည့်ပါ။ပရမတ်ယုတ်ကိုမြင်အောင်ကြည့်ပါဆိုပေမဲ့လို့လည်းပဲကြည့်ကစားမှာတော့ပညာယုတ်နဲ့တွဲပြီးတော့မြင်နေအောင်မှာပါပဲ။ဒါကြောင့်တော့ပရမတ်ယုတ်သည် မထင်ရှားတဲ့သဘောရှိတဲ့အတွက်ထင်ရှားတဲ့ပညာကြီးနဲ့တွဲတွဲပြီးတော့ကြည့်နေရအောင်ပါပဲအဲဒီလိုကြည့်နေတဲ့အခါမှာဒုက္ခနာရင်အော်နာတဲ့သဘောလေးပဲပေါင်းကားကြိုက်ရင်အော်ကြိုက်တဲ့သဘောလေးပဲခြေသလုံးကကျင်းရင်အော်ကျင်းတဲ့သဘောလေးပဲလို့အဲဒီလိုသဘောတရားဆိုတဲ့ပရမတ်ယုတ်ကိုမြင်အောင်ကြိုးစားပြီးတော့ကြည့်ပေးရမယ်စကြည့်ကစားမှဒုက္ခနာတဲ့ဒုနဲ့နာတာနဲ့တွဲပြီးတော့မြင်ပေမယ်လို့လည်းပဲနောက်ပိုင်းမှာ တို့ကမြအောင်မကြည့်တော့ပဲနဲ့နားတဲ့သဘောလေးကိုပဲစိတ်ထဲမှာပေါ်အောင်ကြည်ပေးဖို့လိုပါတယ်။ပေါင်းကားတိုက်တယ်လို့ပေါင်းနဲ့တွဲပြီးတော့မြင်နေပေမဲ့လို့လည်းပဲတစ်ဖြည်းတစ်ဖြည်းနဲ့ပေါင်းဆိုတဲ့ပညာယုတ်ကြီးဆိုတဲ့အမြင်ကိုဖျောက်ပြီးတော့တိုက်တယ်ဆိုတဲ့တိုက်တတ်တဲ့သဘောတရားကလေးကိုပရမတ်ယုတ်ကလေးကိုမြင်အောင်ကြိုးစားပြီးတော့ကြည်ပေးဖို့လိုပါတယ်။အဲဒီလိုကြိုးစားပြီးတော့ကြည်ပေးလိုက်မယ်ဆိုရင်ဒီပေါင်းကားခြေလဲဆိုတဲ့ပညာယုတ်ကြီးကိုမမြင်တော့ပဲနဲ့တစ်ဖြည်းဖြည်းနဲ့ ကြိုက်တဲ့သဘောနားတဲ့သဘောကျင်းတဲ့သဘောပူတဲ့သဘောအေးသဘောတောင်းသဘောတင်းသဘောဆိုတဲ့ရုပ်ရဲ့ဖောက်ပြန်မှုသဘောတရားကလေးတွေကိုတန်တန်မှန်မှန်ဉာဏ်ကလေးနဲ့စူးစမ်းကြည့်လိုက်နိုင်မှာဖြစ်ပါတယ်။အဲဒီကောစူးစမ်းကြည့်လိုက်နိုင်ပြီဆိုရင်အော်ဖောက်ပြန်တာလေးကဒါရုပ်တရားလေးပဲ။အဲဒီဖောက်ပြန်တဲ့ရုပ်တရားကလေးဟာငါလည်းမဟုတ်ဘူးသူလည်းမဟုတ်ဘူးပုဂ္ဂိုလ်တ attva လည်းမဟုတ်ဘူးယောက်ျားမိန်းမလည်းမဟုတ်ဘူးဒီဘောင်ကခြေလည်းမဟုတ်ဘူးဒါဖောက်ပြန်တဲ့သဘောတရားလေးပဲဒါလေးကယုတ်တရားလေးပဲ ဟောသူကဖြစ်ပြီးတော့ပြတ်တက်တဲ့သဘောတရားလေးပဲလို့အဲဒီလိုတဆင့်တက်ပြီးတော့မြင်အောင်ကြည့်ရမှာဖြစ်ပါလေ။ထွန်းနေတူသာပါပဲ။ရုပ်ဆိုတဲ့သဘောတရားဒီသိသသလားမေးတော့သိတတ်တဲ့သဘောသူ့မှာမရှိဘူး။သိတတ်တဲ့သဘောဆိုတာနာယသဘောပါပဲ။ဒီတော့ဖောက်ပြန်တဲ့သဘောတရားလေးဖြစ်တိုင်းပြန်တာသိသိပေးနေတယ်။သိသိပေးနေတာလေးကနာယသဘောဖြစ်ပါလေ။ဒါကြောင့်ဖောက်ပြန်တာကယုံသိတာကနာလို့ဒီလိုသတ်မှတ်လိုက်ပါ။အဲဒီသိတတ်တဲ့သဘောတရားလေးကိုအာယုံစိုက်မိရင်လည်းပဲ ောသိတတာလေးကနန္တရားလေးပဲဟောဒီနန္တရားလေးဟာလည်းပဲအမျိုးမျိုးဖောက်ပြန်သေးနေအမြအမျိုးမျိုးသိပေးနေတာပဲကိုရင်ဘူတယ်လို့သိတယ်အေးရင်အေးတယ်လို့သိတယ်ကျင်ရင်ကျင်တယ်လို့သိတယ်ကြက်ရင်ကြက်တယ်လို့သိတယ်ဖောက်ပြန်မှုလေးတွေမျိုးမျိုးပြောင်းလဲနေတယ်လို့သိမှုဆိုတဲ့သဘောတရားကလေးတွေကလည်းပဲအမျိုးမျိုးပြောင်းလဲနေတာပဲလို့မိမိရဲ့အရှုဉဏ်တဲ့ကဖောက်ပြန်တဲ့ရုပ်ကိုလည်းကြည်လိုက်သိနေတဲ့နာမ်ကိုကြည်လိုက်ဖောက်ပြန်တဲ့ရုပ်ကိုကြည်လိုက်သိနေတဲ့နာမ်ကိုကြည်လိုက် ဖောက်ပြန်တဲ့ရုပ်ကိုကြည့်တဲ့အခါမှာလည်းဖြစ်သဘော ပြည့်သဘောသိနေတဲ့နတ်တရားကလေးကိုကြည့်တဲ့အခါမှာလည်းပဲဖြစ်သဘောပြည့်သဘောအော်အရာအလုံးဟာဖြည်ပြီးပြည့်နေတဲ့သဘောတရားကလေးတွေပဲငါကလည်းကိုထင်နေတာကပုဂ္ဂိုလ်တ attva လို့ထင်နေတယ်။ယောက်ျားမိန်းမလို့ထင်နေတယ်၊သူပေါင်းကားချစ်လက်လို့ထင်နေတယ်။တကယ်တမ်းကျတော့ပုဂ္ဂိုလ်တ attva လည်းမဟုတ်ပါလား။သူပေါင်းကားချစ်လက်လည်းမဟုတ်ပါလား။ယောက်ျားမိန်းမလည်းမဟုတ်ပါလား။ဖောက်ပြန်တဲ့သဘောတရားနဲ့သိတတ်တဲ့သဘောတရား ဒီတရားနှစ်ပါးသာရှိပါလားယုတ်တရားနဲ့တရားနှစ်ပါးဖွဲ့စည်းထားတဲ့ဟောဒီခန္ဓာကိုယ်ကြီးကိုပုဂ္ဂိုလ်တ attva ငါးတ attva ယောက်ျားမိန်းမလို့အမြင်မှားနေတာပဲတကယ်တော့အစ်စ်ကတော့ယုတ်တရားနဲ့တရားသာရှိပါလားလို့အဲဒီလိုအမြင်မှန်လေးတွေရသွားပြီဆိုရင်မိမိတဏ္ဍာမရှိတဲ့ဒိဋ္ဌိကိဋ္တာတက္ကရာဒိဋ္ဌိကိဋ္တာလေးလည်းပဲအလိုလိုဆင်လာပါလိမ့်မယ်အဲဒီလိုတက္ကရာဒိဋ္ဌိကိဋ္တာလေးဆင်အောင်ကြိုးစားပြီးတော့ရှုပေးလိုက်နိုင်တဲ့အချိန်မှာဟောယုတ်တရားကလည်းပဲ ိုလိုလိုဖြစ်တာမဟုတ်ဘူး။ကာယကြည်ယုံနဲ့တွေးရတဲ့အာယုံနဲ့တိုင်းပြီးတော့မျိုးမျိုးသောဖောက်ပြန်မှုလေးတွေဖြစ်နေတာပဲ။အကြောင်းကြောင့်ဖြစ်တဲ့အကျိုးတရားလေးပဲ။နတ်တရားကလည်းပဲအာယုံ द्वार တက်လို့ဖြစ်နေတဲ့အကြောင်းကြောင့်ဖြစ်တဲ့အကျိုးတရားလေးပဲ။အကြောင်းကြောင့်ဖြစ်တဲ့အကျိုးတရားပဲ။အကြောင်းကြောင့်ဖြစ်တဲ့အကျိုးတရားပဲလို့အကြောင်းတွေကသိသိပြီးတော့အတိလေးတွေဟာလည်းပဲအလိုလိုဖြစ်လာပါလိမ့်မယ်။အဲ့ဒီအတိလေးဝင်လာပြီဆိုရင်အကြောင်းပေါ်မှာ တန်တရားဖြစ်တဲ့ဝိသေကိစ္စကိလေသာလေးလည်းပဲအလိုလိုဆင်းမှာဖြစ်ပါတယ်။အဲဒီလိုဒေဋိကိလေသာနဲ့ဝိသေကိစ္စကိလေသာတရားနှစ်ပါးကိုဖယ်ခွာပြီးတော့မိမိရဲ့တဏ္ဍာမှာပေါ်နေတဲ့တကယ်သဘာဝအစိမ့်မှန်ဖြစ်တဲ့ယောဓမနန္ဒမသဘောတရားကလေးတွေကိုဉာဏ်ကလေးနဲ့စဉ်းစားပြီးတော့ကြည့်လိုက်နိုင်မယ်ဆိုရင်အဲဒီအချိန်ဟာယောဓမယောဓမနန္ဒမယောသဘောနန္ဒဘောကို မြင်လိုက်နိုင်ပြီအတွေ့အမြင်မှန်ရတဲ့ယထာဘုဒ္ဓဉာဏ် ဖြစ်ပြမြင်တဲ့ဉာဏ်ကလေးတွေလည်းပဲအလိုလိုဖြစ်လာပါလိမ့်မယ်အဲ့ဒီဉာဏ်ကိုဝိပဿနာဉာဏ်လို့ဒီလိုခေါ်ပါတယ်အဲဒါကြောင့်ယောဂိမတ္တရာကောင်းလို့ဟာမိမိရဲ့ခန္ဓာကိုယ်ထဲမှာအရှုကံတရားအရှုကံအာယုန်တွေရှိတယ်လို့ဆိုပေမဲ့လို့လည်းပဲဒုဗောင်ကခြေလဲဆိုတဲ့ပဂရိပုံမန္တရာကြီးကိုမမြင်သေးရဘဲနဲ့ဒုဗောင်ကခြေလဲဆိုတဲ့ပဂရိပုံမန္တရာကြီးထဲမှာရှိနေတဲ့ဖောက်ပြန်တဲ့သဘောတရားယုတ်တိတတဲ့သဘောတရားနံ ောရကယုတ်ပဲဟောရကနာမဲဟောယုတ်ဆိုတာလဲခန္ဓာပဲနာဆိုတာလဲခန္ဓာပဲအဲ့ဒီခန္ဓာတွေကဖြည်းဖြည်းပြည့်နေတဲ့သဘောတရားကလေးတွေပါပဲလို့အဲ့ဒီလိုမြင်အောင်ကြည့်လိုက်နှိုင်းရင် ဖြစ်သဘောပြည့်သဘောကိုသိတော့ဖြစ်ပြက်ကဒုက္ခသစ္စာသိတဲ့ဉာဏ်ကမဂ္ဂသစ္စာ ဖြစ်ပါတယ်အဲ့ဒီလိုဒုက္ခသစ္စာနဲ့မဂ္ဂသစ္စာတရားနှစ်ပါးကမိမိတို့ရဲ့တဏ္ဍာမအမြဲတမ်းတိုက်ဆိုင်နေမယ်ဆိုရင်ပေါ်လေးပေါ်တာရှိတယ်ဖြစ်နေဖြစ်တာရှိတယ် တဏ္ဍကိလေသာတို့ဒိဋ္ဌိကိလေသာတို့ဝိသကိစ္စကိလေသာတို့အဲ့ဒီကိလေသာတွေတွေလည်းပဲအလိုလိုသေသွားမှာဖြစ်ပါတယ်။ပေါ်ခွင့်မရတော့ဘဲနဲ့ချုပ်ပြောက်သွားမှာဖြစ်ပါတယ်။အဲ့ဒီလိုကိလေသာတရားကလေးတွေချုပ်ပြောက်ခြင်းဟာသမုဒိယသစ္စာသေးတယ်လို့ဒီလိုခေါ်ပါတယ်။အဲ့ဒီလိုသမုဒိယသစ္စာသေးခြင်းဟာအကြောင်းတရားသိခြင်းပါပဲ။အကြောင်းတရားသိရင်အနာကအကျိုးဒုက္ခသစ္စာလည်းငြိမ်းမှာဖြစ်တဲ့အတွက်အကြောင်းသိတာကလည်းပဲနိရောဓသစ္စာပေါ်ခြင်းပါပဲ။ အကျိုးဒုက္ခသစ္စာငြိမ်းခြင်းဟာလည်းပဲနိရောဓသစ္စာပေါ်ခြင်းပါပဲအဲ့ဒါနိရောဓသစ္စာဆိုတဲ့နိဗ္ဗာန်ချမ်းသာရဲ့သဘောတရားပါပဲလို့အဲ့ဒီလိုသဘောပေါက်ပြီးတော့နိရောဓသစ္စာဆိုတဲ့နိဗ္ဗာန်ရဲ့သဘောတရားကိုမြင်အောင်ဒုက္ခသစ္စာကိုမြင်အောင်ကြည့်သမုဒိယသစ္စာကိုပဲမေဃသစ္စာတရားကိုထပ်ထပ်ပွားပြီးတော့ဖြစ်ပျက်ဒီမြင်ရကနေဖြစ်ပျက်ဒီမောင်းဖြစ်ပျက်ဒီမောင်းရကနေဖြစ်ပျက်ဆုံးအောင်ကြိုးစားပြီးတော့ ရှုမှတ်သုံးသပ်ပွားများပေးလိုက်ကြပါယောဂီအပေါင်းတော်ကောင်းတို့